ရင်လင်းဘွေရောရဲ့နောက်ွယ်ကလှုပ်ဝက်ချက်နှစ်ပေါင်းများစွာကြာအမေရိကန်နဲ့ကနေဒါနိုင်ငံရဲ့တစ်တော့ထူထပ်တဲ့ကန်နာရတွေထဲမှာဒန်နာယီဆန်ဆန်တက်တော်ကြီးတကောင်ရှိနေခဲ့ပါတယ်။အဲဒါကတော့ဖီဖူတို့မဟုတ်ဆက်စကွဲလို့ခေါ်တဲ့မြောက်ဝင်းကြီးနဲ့တူတဲ့လူသားဆန်တဲ့ခြေရာတွေနဲ့နက်မောင်တဲ့အမွေးတွေရှိတဲ့တက်တော်ကြီးပါပဲ။ ။ဘိဗံမြညာကဒီတတဝါရဲ့တည်ရှိမှုကိုဒီနေ့ထိအတိမတ်မပြုသေးပေမဲ့မျက်မြင်သက်သေတွေရဲ့ဇလန်းတွေဟာဆက်လက်တည်ရှိနေသေးပါ။1960ပြည့်နှစ်နှစ်တွေမှာတော့ဗေဖူကိုယုံကြည်သူတွေဟာအမေရိကန်ရဲ့တောင်းနှကြီးတွေထဲမှာဒီတတဝါရဲ့ခိုင်မာတဲ့သက်သေထောက်ထားကိုရှာဖွေဖို့အပတ်တကုတ်စူးစမ်းနေခဲ့ကြပါတယ်။ဒီလိုရှာဖွေမှုတွေတဲကနေအမိုင်းတခြားမှာညင်းပွားပွဲရာအကောင်းဆုံးဒါပေမဲ့နာမည်ကျော်ကြားသောဘူယိုအမှတ်တံတစ်ခုပေါ်ထွက်လာခဲ့ပါတယ်။အဲဒါကတော့ဖက်တာဆွန်ဂင်လင်ဖလင်ပါ။1968ခုနှစ်မှာ ရောဂျာပရာဇွန်နဲ့ဘော့ဂင်လင်တို့ဟာမြင်းတွေ CB ကယ်လီဖိုးရီးယားပြည်နယ်မြောက်ပိုင်းက Black Crater ထဲမှာဗေဖုကိုရှာဖွေဖို့ထွက်ခွာခဲ့ကြပါတယ်။သူတို့နှစ်ယောက်ကသူတို့ရဲ့ 10mm ကင်မရာလေးနဲ့စကြဝဠာကိုတွန်လို့စီမဲ့မှတ်တမ်းတစ်ခုကိုမမျော်လင့်မဲ့ရိုက်ကူးနိုင်ခဲ့ပါတယ်။1969ခုနှစ်အော်တိုဘာလ20ရက်နေ့ဖီတာဇွန်နဲ့ဂင်လင်တို့ဟာ Black Creek အနီးကတဲတောင်မြင်နာကိုရောက်ရှိလာခဲ့ပါတယ်။ရုတ်တရက်သူတို့ရဲ့မြင်းတွေဟာထိတ်လန့်တွန်လို့ပြီးတော့ရပ်တန့်သွားခဲ့ပါတယ်။အေးနောက်ပိုင်းတော့ကမ်မာနာမှာနတ်မောင်မီကြီးမားတဲ့ တတဝါတကောင်ကိုသူတို့မြင်တွေ့လိုက်ရပါတယ်ဗီတာဇွန်ဟာသူ့ရဲ့မြင်းပေါ်ကနေအမြန်ခုံဆင်းပြီးတော့ကင်မရာကိုလှမ်းယူလိုက်ပါတယ်ဒီအချိန်မှာတတဝါကြီးကမြစ်တစ်ပတ်ကျန်းကိုဖြည်းဖြည်းချင်းရှောက်သွားနေပါတယ်ဗီတာဇွန်ဟာသူ့ရဲ့လက်ထက်ကကင်မရာလေးနဲ့အလွန်တုန်ခါနေတဲ့မှတ်တမ်းကိုစက္ကန့်အနည်းငယ်ကြာအောင်ရိုက်ကူးနိုင်ခဲ့ပါတယ်ရိုက်ထားတဲ့ဗီဒီယိုကစက္ကန့်50လောက်သာရှိပြီးတော့တတဝါကြီးကိုရှင်းရှင်းလင်းလင်းမြင်တွေ့ရတဲ့အပိုင်းကတော့3.3စက္ကန့်ပဲရှိပါတယ်ဒီဗီဒီယိုထဲမှာမြင်တွေ့ရတဲ့တတဝါကိုဖတ်တီးလိုမြည်ပေးခဲ့ပါတယ်ဒီဗီဒီယိုကကဘာတစ်ပေါင်းကိုပြန့်နှံ့သွားခဲ့ပြီးတော့ ဘေဖုရဲ့တရှိမှုနဲ့ပတ်သက်ပြီးကြီးမားသောအငင်းပွားမှုတစ်ခုကိုစတင်ခဲ့ပါတယ်ဘေဖုကိုယုံကြည်သူတွေကဒါသက်သေအမှန်ဖြစ်တယ်လို့ပြောကြခဲ့ပေမဲ့တန်တရားရှိသူတွေကတော့ဒါဝတ်ဝံဝတ်စုံကိုဝတ်ထားတဲ့လူတယောက်သာဖြစ်တယ်လို့ဝေဖန်ခဲ့ကြပါတယ်ဖတာဆုံး Glen Flynn ကိုထုတ်ဝေပြီးတဲ့နောက်ပိုင်းမှာယူဘဗေဒဇီဝဗေဒနဲ့ရုပ်ရှင်ပညာရှင်များစွာကဒီဗီဒီယိုကိုခွဲခြမ်းစိတ်ဖြာခဲ့ကြပါတယ်ညင်းပွားစရာကောင်းသောအချက်သုံးချက်ကိုလေ့လာကြည့်ရအောင်ပါဖတ်တရလမ်းလျှောက်ပုံဟာလူသားတွေနဲ့မတူပါဘူးခြေလမ်းတွေအလွန်ရှည်လျားပြီးတော့ တင်မစုံကနေစတင်လှုပ်ရှားတဲ့ပုံစံမျိုးနဲ့လျှောက်ခဲ့ပါတယ်။သိပ္ပံပညာရှင်တို့ကလူတဦးအနေနဲ့ဒီလိုလမ်းလျှောက်ပုံမျိုးကိုသဘာဝအတိုင်းလှုပ်ဆောင်ဖို့မဖြစ်နိုင်ဘူးလို့ကောက်ချက်ချခဲ့ပါတယ်။ဟာရီရဲ့ရက်ကလည်းခမန်းကြီး6ပေ5လက်မခန့်ရှိပြီးပိုလေးချိန်ကပေါင်400နီးပါးရှိတယ်လို့ခန့်မှန်းခဲ့ပါတယ်။အမွေးတွေရခန္ဓာကိုယ်နဲ့တသားတည်းရှိနေပြီးတော့ဝဝဝတ်ဆောင်လိုမျိုးအရေးအကြောင်းတွေမရှိဘူးလို့ဇီဝဗေဒပညာရှင်တို့ကမှတ်ချက်ပေးခဲ့ပါတယ်။တရဝါကြီးလျှောက်သွားနေတဲ့နေရာမှာကြံခဲ့တဲ့ခြေရာတွေဟာ14လက်မနီးပါးရှိလားပါတယ်။ ဒီခြေရာတွေကအုံမှန်ဘိပုရဲ့ခြေရာတွေနဲ့ကိုင်းညီနေပြီးတော့ခြေဘွားအလယ်မှာအမရှိပဲလုံးဝပြားနေတာကိုတွေ့ရပါတယ်ဘိပုကိုယုံကြည်ပြီးလေ့လာခဲ့တဲ့နာမည်ကြီးပညာရှင်ဒေါက်တာဂရဘာခန့်ကတော့ဒီဗီဒီယိုကိုခိုင်မာတဲ့သက်သေဖြစ်လက်ခံခဲ့ပြီးတော့ဒီသတ္တဝါ Giant တစ်ဖက်တစ်ကလိုမျိုးရှေးအောင်မျိုးဝင်မျိုးနယ်ရဲ့မျိုးဆက်ဖြစ်တယ်လို့ယူဆခဲ့ပါတယ်တန်တရာသမားတွေကတော့ဒါလက်ပြမှုသာဖြစ်တယ်လို့တောက်လျှောက်ဝေဖန်နေခဲ့ကြပါတယ်သူတို့ရဲ့အဓိကအငင်းပွားချက်ကတော့ဒီသတ္တဝါတိကျတဲ့ဝဝဝဆောင်ဝတ်ထားတဲ့လူတဝူးဖြစ်တယ်လို့ဆိုကြပါတယ် ဒါပေမဲ့1969ခုနှစ်ကဒီလောက်ဤသွင်းမြင့်တဲ့ဝက်ဝံဝက်ဆောင်ကိုဖန်တီးဖို့ဟာအလွန်ခက်ခဲတယ်လို့ဝက်ဆောင်ဒီဇိုင်နာချို့ကပြန်လည်ဝေဖန်ခဲ့ပါတယ်။ရောဂျာပီတာဆွန်ဟာရုပ်ရှင်ရိုက်ကူးပြီးတဲ့နောက်စာအုပ်ထုတ်ဝေခြင်းနဲ့ရုပ်ရှင်ပြသခြင်းများဖြင့်ငွေကြေးအကျိုးမြတ်များစွာကိုရရှိခဲ့တဲ့အတွက်သူ့ကိုယုံကြည်စိတ်ချရသူဖြစ်တန်လျာရှိခဲ့ပါတယ်။နောက်နှစ်ခုနေကိုရောက်တဲ့အခါမှာတော့ဘော့ဟာရွန်နီမန်လို့ခေါ်တဲ့အမေရိကန်မျိုးသားတစ်ဦးကသူ့ဟာပါတီဝစ်ဆောင်ကိုဝစ်ခဲ့သူဖြစ်တယ်လို့ပေါ်ပေါ်တင်တင်ဝန်ခံခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ဇလန်းကလည်း လမ်းလျှောက်ပုံနဲ့ရိုက်ကူးမှုသေစိတ်ချက်လက်တွေထဲမှာဝယ်လန်းမှုတွေရှိနေတဲ့အတွက်အပြစ်တက်သက်တွေဖြစ်လက်ခံနိုင်ခြင်းမရှိခဲ့ပါဘူးနှစ်ပေါင်း90ကျော်ကြာတဲ့အထိဒီဗီဒီယိုကသက်တွေအမှန်လားဒါမှမဟုတ်လှည့်ပြမှုလားဆိုတာကိုဘယ်သူမှတိတိကျကျမပြောနိုင်သေးပါဘူးဒီဗီဒီယိုကကမ္ဘာလောကစမ်းကြတဲ့သဘာဝဖြစ်ရပ်များတိုင်းမိုင်းမှာညင်းပွားမှုရှိသောအမှတ်အသားဖြစ်ကြန့်ရှိနေစေပါပီတာဆွန်ဂင်လင်ဖရင်ဟာဘိဘူရဲ့တရှိမှုကိုယုံကြည်သူတွေအတွက်ဘယ်တော့မှမပြစ်ပြမဲ့တသက်တခုပြစ်သလိုတန်တရားသမားတွေအတွက်တော့လိမ္မာပါနဲ့ဆိုတာဖန်တီးထားတဲ့လှည့်ပြမှုတစ်ခုသာဖြစ်နေစေပါ ဒီဗီဒီယိုအတိတ်ကြတဲ့ဖြည့်ချင်းချက်မရှိဘဲနဲ့ကဘာကြီးရဲ့သဘာဝတရားတွေမှာလူသားတွေမသိနိုင်သေးတဲ့လှုပ်ဝဲချက်တွေဘလောက်ကြံနေသေးလဲဆိုတဲ့တိမားတဲ့မိကုံးကိုသာခြံထားခဲ့ပါတယ်လူချင်းမင်းတို့ကဒါကိုဘယ်လိုမြင်ပါလဲမိမိရဲ့အမြင်ကိုကိုမတ်မှာမျှဝေပေးခဲ့ပါဦးဒီလိုမျိုးကဘာလှုပ်ဝဲဆန်းကြတဲ့ဇာတ်လမ်းတွေကိုဆက်လက်ကြည့်ရှုမယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပေးခဲ့ပြီးပေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့ပါနဲ့